မှုဒီလမ်းပေါ်မှာပဲလမ်းပေါ်မှာဒီလိုဖြတ်ဖြတ်ပြေးဖို့อ่ะပေါ့အင်းလည်းလုံးမရှိပြေးဖို့อ่ะပေါ့ဟိုဘက်ကဟိုဘက်ကလင်မယားနှစ်ယောက်ကကြတော့ तू อ่ะဆိုင်ကယ်နဲ့ဟိုဘက်ထွက်ဟိုတိုက်ကြီးอ่ะတခါရမ်းရမ်းရမ်းကနဲ့လောက်တော့ခါကြတော့ तू อ่ะအဲ့ရကြောက်ပြီဒီဘက်ကိုပြန်လာတဲ့အချိန်မှာကုန်ပိတ်ဒီနားမှာ6ယောက်ဒီနားလေးမှာဒီမလေးမှာ6ယောက်ဒိုင်ဟာရသူ6လောက်ပြတ်သူလက်ကျိုးလူက3ယောက်ဟိုဟိုဘက်ကကြလဲ1ယောက်အော်တိုင်းပိတ်တယ် ông ra anh bị là từ ngày lâu đời thôi bị ai ông ra anh bé nguyên cả lại đá này rồi ông ra anh bị rồi Ready for takeoff. ူမရယ်သူမြည်ရယ်ပေါ့အဲ့ဒါဒီတိုင်းတိုင်းတိုင်းချိန်မှာကျူးသေးတာမဟုတ်ဒီလမ်းပေါ်မှာပဲလမ်းပေါ်မှာဒီလိုဖြတ်ဖြတ်ပြေးဖို့อ่ะပေါ့ပြေးဖို့อ่ะပေါ့ဟိုဘက်ကဟိုဘက်ကလင်မယားနှစ်ယောက်ကကြတော့ तू อ่ะဆိုင်ကယ်နဲ့ဟိုဘက်ထွက်ဟိုတိုက်ကြီးอ่ะတခါရမ်းရရမ်းကနဲ့လောက်တော့ခါကြတော့ तू อ่ะအဲ့ရကြောက်ပြီဒီဘက် ကိုပြန်လာတဲ့အချိန်မှာကုန်ပိတ်ဒီဘက်ကကလေးကလည်းဒီဘက်ကိုအထွက်မှာဝင်ထွက်တော့ရှိတယ် အောက်ကရိုက်လိုက်တော့ခြေောက်ပါပြက်သွားအဲ့လိုမျိုးဟိုဒီတိုက်ဒီလိုပြရမလို့ဒီဘက်ကနေပြီးတော့အဲ့လိုမျိုးအပြက်ဖြတ်သွားရင်းနဲ့ဖြတ်သွားရင်းနဲ့ပေါ့ဒီချက်ကြီးကဒီလိုကြီးဒီအပြည့်အောင်ချလိုက်တာပဲ။ပြန်ဝုန်းလန်ကြပါလား။လန်ကြထွက်သွား။ဘယ်တော့သူပြောတာတော့မဝုန်းဘူးတခါလန်ကြ။အဲ့လို။ဒီနားမှာနေတော့ဘယ်နှယောက်လောက်ရှိပါလဲ။ဒီနားမှာ6ယောက်။ဒီနားလေးမှာ။ဒီမားလေးမှာ6ယောက်။ဒိုင်ယာရသူ6ယောက်ပြတ်သူလက်ကျိုးသူက3ယောက်ပေါ့။ဟုတ်ကဲ့။ဒိုင်ယာ6ယောက်ပြတ်သွားတယ်။ တီရရ6ချောင်းပြတ်သွားတော့ဝင်ရောက်သေးတာတော့မနေရမင်းရလက်ကျိုးဆိုတော့သူကြီးလေးရလက်လက်ကျိုးဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဒီဒီသူတို့ရရောစောက်ဦးဆိုတော့ဘာမှမဖြစ်ဘူးအဲ့အိမ်ထဲကနေပြီးတော့မှပြေးထွက်လာပေါ့လမ်းပေါ်ထွက်ပြီးဟိုကပြေးဖို့ရှောင်ဖို့ပါပေါ့အဲ့လိုမျိုးသူကဒီမှာဆိုင်ကယ်ရက်ထားသေးတာဒီမှာနှစ်စီးဟိုဘက်ကလာတယ်နေမင်းနှစ်ယောက်ကလည်းအဲ့ ဒီနားမှာပဲတခါပဲအုပ်မိတာဟုတ်တယ်ဟုတ်တယ်ဒီညာတွေဒီနားမှာတယောက်ပြပြတိတ်မှာတယောက်ဟုတ်တယ်ဆေးထားတာဆေးထားတာလူသားလူလားရအောင်လို့ဆိုပြီးဖယ်ထားတာမှန်တာဒီနေ့ကတော့ရှော့တော်တော်ဆိုးသွားတယ်ဆိုးသွားတယ်ဒါဆိုးသွားတာဟိုဟိုမကကြလဲတယောက်အုံတိုင်းပြတာ ။အူတိုင်းပြီးတာတငယ်ရင်လောက်တယ်ဆိုပြီးအဲ့အူတိုင်းပဲဝင်ကတ်လိုက်တာနေပြီးတော့အူတိုင်းပြီးပေါ့။ဟုတ်ဒီရှေလေးမှနေတော့တော်တော်များပါ။များသွားတယ်ဒီနားလေး။တရက်ကျော်လောက်ကမီးလောင်တာကညာလေအဲ့အဟူလေမီးရောဆိုတော့လေငရင်လောက်တာရောဆိုတော့အကုန်လုံးကြောက်ပြီးတော့လမ်းဘက်ကိုထွက်ပြေးလာကြတယ်။အဲ့ကြမ်းမသူကဒီအရကြီးအချက်လိုက်ကြီးကိုအုံးဆိုကြတာ